အရှင်ရဒုက္ခရောပါတော့အောင်လောကတွင်မှာဘလို့နေမလဲလက်ရှိဘဝမှာနေဖို့နေနေလေးကိုအကောင်းဆုံးနေထိုင်မှုဆိုတာကိုကျင့်ရဲပွိုင်းနဲ့မြတ်စွာဘုရားဟောထားတာလေးရှိတယ်ကိုဘဝမှာမတိငိမ့်တဲ့ဘဝကြီးမှာအကောင်းဆုံးနေမယ်ဘလို့နေမလဲ နံပါတ်1ကလူ့ဘဝဆိုတာလှုပ်ရှားယုံကံပြီးတော့အလုံးလုံးပြီးတော့ဘဝမှာယက်တိကြရတာဖြစ်တယ်။အသိပညာတတ်ပညာတွေကိုအမိပြုပြီးတော့အသက်ရှင်ကြရတာဖြစ်တယ်။ဒါကြောင့်နံပါတ်1ကကိုယ်လောက်ကိုင်းတဲ့အတတ်ပညာနဲ့ပတ်သက်ပြီး လိမ္မာကြံကျင်အောင်ကြိုးစားခြင်းနဲ့လိမ္မာကြံကျင်မှုအသိဉာဏ်ရှိခြင်းလိမ္မာကြံကျင်တဲ့အသိဉာဏ်ရှိခြင်းနဲ့ထို့အသိဉာဏ်တိုင်းကြိုးကြိုးကြိုးစားအထောက်ခြင်းသဘဝယတ္တိဖို့အတွက်အရေးကြီးတဲ့အချက်တစ်ခုဘဝယတ္တိနိုင်လောက်အောင် လူတိုင်းကိုလူတိုင်းအသိပညာရှိရမယ်ကြိုးစားအထောက်မှုရှိရမယ်အဲ့ဒါမှဘဝမှာယတ္တိနိုင်မယ် ဘဝကိုယက်တိဖို့ရအတွက်အသိပညာနဲ့ကျွပံအထုမှုတလောကမှာနေလို့ရှင်အသိပညာရှိရမယ်ကျွပံအထုရမယ်ဒါနံပါတ်1အချက်နံပါတ်2အချက်ကတော့ကိုကြိုးစားအထုလို့ရရှိလာတဲ့ဥစ္စာတဏအခွင့်အရေးတွေကို အလုံးနဲ့မျက်ဝေခံစားရမယ်။လောကမှာကုချူရှာသမားဆိုတာကဲရှုပ်ချရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ပေါ့။အဲကြောင့်ကုချူစာကုချူကိုသာကြည့်တတ်တဲ့ကုအကျိုးတစ်ခုတည်းကိုသာကြည့်တတ်တဲ့ကုချူရှာတဲ့စိတ်တက်ကိုဖယ်ရှားပြီးတော့ကုရှာပွေလို့ရထားတဲ့အသိပညာအတတ်ပညာ ကိုကြိုးစားအထုတ်လို့ရထားတဲ့ဥစ္စာတနာအများနဲ့ခွဲဝေ သုံးဆွဲနိုင်ရမယ်တတခုဒါဆိုလိုတာကလောကထဲမှာဖြစ်လာရင်လောကကိုအကျိုးပြုရမယ်လို့ပြောတာနော်လောကထဲမှာနေပြီးတော့လောကကိုဘာတွေအကျိုးပြုသွားသလဲအဲ့လိုအကျိုးပြုသွားတဲ့ပုံကိုယ်တွေကိုလောကကမှတ်တမ်းတင်ပြီးတော့ဂုဏ်ပြုနေကြတာပဲလေ ဒါကြောင့်လောကထဲမှာလောကကြီးကိုအကျိုးပြုသွားတဲ့ပုဂ္ဂိုလ်တွေရှိသလိုအကျိုးမပြုတဲ့ပုဂ္ဂိုလ်တွေလည်းရှိဖြစ်စည်းသွားတဲ့ပုဂ္ဂိုလ်တွေလည်းရှိအဲ့ဒီမဲ့လောကအတွင်းမှာအကောင်းဆုံးနေခြင်းလို့ရှိနေတယ်ဆိုတာလောကအတွင်းမှာ နေထိုင်တာဟာလောကကိုအကျိုးပြုတဲ့ပုဂ္ဂိုလ်ဖြစ်ဖို့လိုတယ်တကထုတ္တိယအချက် တတိယအချက်ကပါတော့ဆိုအဟာတောအထလာဘေတုလို့ဆိုပေကိုချိုးစားအထုလို့ကိုရဲ့အသိပညာကိုရဲ့ချိုးစားအထုမှုကြောင့်အောင်မြင်ကြည်ဝလာလို့ရှိရင်သူတွေဟာပဝင်မြင်ပြီးတော့အောက်ချိတ်လွတ်သွားတတ်တယ်အဲ့ဒီပဝင်မြင်ခြင်းအောက်ချိတ်လွတ်ခြင်းဆိုတာ လောကလူတွေရဲ့မုံတီးရွံ့ရှာမှုကိုခံရတယ်။ဒါကြောင့်မို့အောင်မြင်ကြီးပွားလာတဲ့အခါမှာဘဝင်မြင်ခြင်းအောက်ခြေလွတ်ခြင်းမရှိဘူး။တည်ငြိမ်တည်မဆွာနေဖို့ဒါဟာအရေးကြီးတဲ့တတိယအချက်ပဲဖြစ်တယ်။စတုဒ္ဓအချက်ကတော့ပါတော့ဆို။လူလောကဆိုတာ သာဝရတာယာနေတာမဟုတ်ဘူးအဆိုးနဲ့တွေ့တဲ့အခါရှိတယ်အောင်မြင်တဲ့အခါရှိတယ်လို့ကြာဆုံးတဲ့အခါရှိတယ်ဘဝမှာလည်းနှုတ်ပြုတ်လန်းဆန်းတဲ့အချိန်ရှိတယ်လို့အိုမင်းရင်ရောသွားတဲ့အချိန်ရှိတယ်ဥစ္စာရဏကျွမ်းဝချမ်းသာတဲ့အချိန်ရှိတယ်လို့ရှင်ရဲ့မွဲ့တေသွားတဲ့အချိန်ကလည်းရှိတယ် စိတ်ချမ်းသာကိုချမ်းသာနဲ့ကြုံရတာရှိတယ်လို့စိတ်ဆင်းရဲစရာတွေပြဿနာတွေနဲ့ကြုံတဲ့အချိန်ပိုင်းဆိုလည်းရှိတယ်အလုံးကဝိုင်းပြီးတော့ချီကျူးကြတယ်မြောက်စွာကြတယ်ဆိုတဲ့အခါရှိတယ်လို့ပဲအလုံးရဲ့တတွေးခွက်မှာပက်လက်မျောပြီးကဲ့ရဲ့ခံရတဲ့အချိန်တွေမျိုးလည်းရှိတယ်လောကထဲမှာနေတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာ လောကရဲ့တဘာဝလို့ဆိုရဲအကောင်အဆိုးလောကဓာတ်မျိုး ਨੇ ကြုံတွေ့လာရမှာဖြစ်တယ်။အဲ့ဒီလိုကြုံတွေ့တဲ့အခါမှာစိတ်သက်တုံလို့ခြောက်ချမှုမရှိအောင်ကိုယ်စိတ်ကိုတည်ငြိမ်တိမတ်စွာထားနိုင်ခြင်းဟာလည်းပဲစတုထအနေနဲ့လောကအတွင်းနေတဲ့အခါမှာရှိတဲ့ရှိလိုက်တဲ့အရေးချင်းတစ်ခုဖြစ်တယ်။ အဲ့တော့လောကထဲမှာနေလို့ရှိရင်ဒီအချက်၄ချက်ကိုသတိထားဖို့လိုတယ်ပေါ့။နံပါတ်၁လောကဘဝယတ္တိဟုအတွက်အသိပညာနဲ့ကြိုးပမ်းအထောက်မှု။နံပါတ်၂ကိုရလာတဲ့အခွင့်အရေးကိုရလာတဲ့ပစ္စည်းဥစ္စာအားလုံးနဲ့မျှဝေသုံးစွဲပြီးလောကကိုအကျိုးပြုမှု။နံပါတ်၃ အခွင့်အရေးတာလို့အောင်မြင်ကြည့်ပါလာတဲ့အခါစိတ်သက်တည်တည်ငြိမ်ငြိမ်ထားပြီးတော့ဘဝမမြင့်မှုဘဝမမြင့်မဲနဲ့စိတ်သက်တည်ငြိမ်စွာထားနိုင်မှုသုဒ္ဓအချက်ကကြဆုံငံ့ရောက်တဲ့အခါမှာ စိတ်နှလုံးတုန်လှုပ်ပြီးစိတ်သက်မကြဘူးအဲ့ဒီတရားလေးပါကိုတာထုတရားလေးပါလို့လည်းခေါ်တယ် ဒါအကောင်းဆုံးနေထိုင်ခြင်းတာဓုဆိုတာအကောင်းဆုံးပဲ